ကျွန်တော်ဒါလေးပြီးပြီနော် show ดาวซุงซีนุเนี่ยแมสันเนี่ยอินเทอร์เน็ตကိုကြားနေမှာကဲဘာလို့သေးလဲအမျိုးသမီးတွေအတွက်မျိုးဘွားချင်းဆိုင်ရာတည်ကောင်းစရာတွေနဲ့ရေရှည်သားဆက်ချာနီဘဟုတုတ္တရတွေဝေမျှခဲ့တယ်မြမအမျိုးသမီးများနေအထိမ့်မှ OK တေဂီတာဖျော်ဖြေပွဲကို ဇွန်28ရက်ကန်တော်ကြီးမျော်စင်ကျွန်းမှာကျင်းပခဲ့ပါတယ်။တားဆက်ချားရီအသိပညာပေးဖျော်ဖြေပွဲမှာဘသူတွေဖျော်ဖြေခဲ့ကြလဲ။ကိုရိုင်းလည်းမိခင်တယောက်ဖြစ်နေတာကြောင့်တားဆက်ချားတာနဲ့ပတ်သက်တဲ့ကိုရိုင်းရေးတချင်းနဲ့ဖျော်ဖြေရလို့ဒီပွဲလာရတာပိုအသေးပဲရှိတယ်လို့ဆိုသူကအဆိုတော်ချမ်းချမ်းမှာပုံမှန်ဖျော်ဖြေပွဲတွေနဲ့မတူတာကမိန်းကလေးတွေကိုအဓိကထားပြီးကျမ်းမာရေးဘဟုတုတ္တပေးတာမို့ဖျော်ဖြေရေးအပြင်ဘဟုတုတ္တပါရစေမယ်လို့ပြောပါတယ်။ အဲ့တော့အမကကိုရန်နဲ့မိခင်နဲ့ဖြစ်နေရရင်ဒီသားသက်ချာခြင်းဘလောက်ဖြစ်အရေးကြီးရဲဆိုတာဒီအခန်းကဏ္ဍတည်နေတဲ့အတွက်ကြောင့်ပေါ့နော်ဘလိုပဲဖဲနဲ့သားသမီးတွေမရဖို့ပြီးတော့ကိုအဆင်ပြေတဲ့အချိန်ကျမှကိုလိုချင်တဲ့သားသမီးတွေရနိုင်မှုအတွက်ပေါ့နော်အကာတားဆီးတစ်ခုနဲ့ဘလိုသုံးမလဲအဆေးပဲဖြစ်ဖြစ်တောက်ဆေးပဲဖြစ်ဖြစ်ထိုးဆေးပဲဖြစ်ဖြစ်အကာအကွယ်ပဲဖြစ်ဖြစ်ယူမယ်ပေါ့အဲ့လိုဟာမျိုးလေးတွေအတွက်အမကတစ်ချိန်လေးတစ်ပုတ်ရေးပေးရတဲ့အတွက်ကြောင့်ဒီပွဲမှာလည်းဟိုပို့ပြီးတော့ဟိုအထိပဲရှိလို့ခံစားရတာပေါ့နော်အဓိကတော့ပုံမှန်ရှုပ်ပွဲတွေမှာတော့အမလည်းစုံနေကြပါပဲဒါပေမဲ့ဒီဟာလေးကကြတော့ main ကလေးတွေအတွက်အဓိကထားပြီးတော့ target ်တာပေါ့နော်ကျမ်းမာရေးပုဂ္ဂိုလ်တာလည်းပါတဲ့အတွက်ကြောင့်ဟိုဖြောက်ပေးတတ်တဲ့မကဘူးကျမ်းမာရေးပုဂ္ဂိုလ်တာပါရမယ်လို့မှထင်ပါတယ်ဟုတ်တရုတ်ဆောင်ကျော်ထုကတော့မြန်မာနိုင်ငံကမဖွင့်ပြိုးသေးတဲ့ဒေသချို့မှာအမျိုးသမီးတွေအနေနဲ့ဘဟုတုတမရှိတာတွေကြောင့်တာသမီတွေအများကြီးယူကြတဲ့အခါစောင့်ဝတ်နေရေးလဲခက်ခဲသွားနိုင်တယ်လို့ဆိုပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဟိုမဖွင့်ပြိုးသေးတဲ့နေရာတွေကိုဖွင့်ပြိုးပြီးသားလူတွေပေါ့နော်အဓိကတော့အင်လော်ကြီးပေါ့အင်လော်ကြီးမှာတာသမီတွေအများကြီးရှိနေတဲ့ခါကျရင်စာဝတ်တွေအများကြီးခက်ခဲသွားမယ်လေ တားမီယူရတယ်မတိုက်တယ်ယူတယ်ယူလို့ရအောင်ဆိုတော့တားသက်ချားတဲ့သဘောမျိုးလေးပေါ့အဲဒီစေဝါလေးကိုပေးတတ်ဖို့ချပြတယ်ပုံစံလေးပါ Okay တေဂီတာပွဲမှာဖြူဖြူကျော်သိန်းချမ်းချမ်းနီနီခင်စောသီရိဆွေ အင့်ချစ်ဝေလာရဲရင်အောင်နမ်းမြတ်ဖြူသိန်းစူပါမော်ဒယ်ဂျီဖတ်တာတာခေမာရုနဲ့တူပါဝင်တီဆိုဖျော်ပြခဲ့တဲ့ဝိုင်းလေးကတော့ဘ ഹു တုဒရရစီမဲ့ပညာပေးသချင်းတပုတ်အပြင်ကိုပိုင်သချင်းတွေနဲ့လည်းဖျော်ပြခွင့်ရလို့ ပြိသက်တွေကျင်းနဲ့အားရစေဖို့မျှော်လင့်တယ်လို့ဆိုပါတယ်ဒီနေ့ပွဲလေးမှာကျတော့ဝမ်လေးဒီ easy easy ဆိုတဲ့ song လေးလဲဒီပြည့်သက်တွေကို knowledge ရှင်နေနဲ့လဲညီမပေးတဲ့သဘောနည်းလဲဆိုဝင်ရတယ်။နောက်ပြီးတော့ညီမရဲ့ကိုယ်ပိုင်တချင်းလေးလဲဖြော်ပြီးဝင်ရတယ်။ဆိုတော့ဘာဖြစ်ဖြစ်ပြည့်သက်တွေဘဟုစုတက်လဲရမယ်။ညီမရဲ့တင်ဆက်တဲ့ performance လေးနဲ့အချင်းနဲ့အားရနှစ်သိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်